နျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံတို့အကြားဗုဒ္ဓဟူးနေ့ကတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်လေကြောင်းလိုင်းတွေလည်းခီးစစ်တွေကိုပယ်ဖြတ်တာလမ်းကြောင်းပြောင်းလဲတာနဲ့ပြန်လည်စီစဉ်သတ်မှတ်တာတို့ကိုပြုလုပ်လာကြပါတယ်။အရင်လောက်ကဖြစ်ပွားခဲ့တဲ့ကြောက်မက်ဖွယ်တိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အိန္ဒိယကဒုံးကျည်တွေပြုလုပ်ခဲ့ပြီးတဲ့နောက်ကြာရှည်စွာရန်ပတ်ဖြစ်နေတဲ့အိန္ဒိယနိုင်ငံကြီးနှစ်ခုအကြားမှာအငင်းပွားနယ်စပ်ဒေသမှာအမြောက်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အနေအဆုံကိုရှောင်ရှားနိုင်မှုအတွက်လေကြောင်းလိုင်းတွေလည်းဘလို့ပဲပုံလုံးဆောင်နေရဲဆိုတာကိုအချင်းချုပ်ပြောပြပေးပါမယ်။ တောင်ကိုရီးယားဆိုမျိုးအင်ချီယွန်ကနေဒူဘိုင်းကိုပြန်တက်တဲ့ခီးစဉ်ကိုပြန်လည်ရေးဆွဲသတ်မှတ်ခဲ့ရာအရင်လောင်းဖြစ်တဲ့ပါကစ္စတန်လီပိုင်းနက်ကိုဖြတ်ကျော်ပြန်တက်မဲ့အစားတောင်ပလန်းချောင်းဖြစ်တဲ့မြန်မာဘင်္ဂလားဒေ့ရှ်အိန္ဒိယနိုင်ငံတို့အပေါ်မှာဖြတ်ကျော်ပြန်တက်တဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ပါတယ်။နောက်ထပ်အပြောင်းအလဲတွေထပ်လုပ်နိုင်မှုအတွက်အခြေအနေကိုကျွန်တော်တို့စောင့်ကြည့်လေ့လာနေပါတယ်လို့ကိုရီးယားလေကြောင်းလိုင်းအရာရှိတို့က AFP ကိုပြောပါတယ်။ ထိုင်ဝမ်နိုင်ငံရဲ့ China Airlines ကလည်းလေကြောင်းခရီးစဉ်အများအပြားကိုလမ်းကြောင်းပြောင်းလဲတာပယ်ဖြတ်တာတို့ပြုလုပ်ခဲ့ပါတယ်။တိုင်ပေကနေ Frankfurt နဲ့ Amsterdam တို့ကိုသွားရောက်တဲ့လေကြောင်းခရီးစဉ်နှစ်ခုကိုထိုင်ဝမ်မြို့တော်ကိုပြန်မလာမီဘန်ကောက်ကိုနှီးပညာအရာလမ်းကြောင်းပြောင်းလဲခြင်းပြုလုပ်ခဲ့ပါတယ်။တိုင်ပေကနေ Prague, Rome နဲ့ London တို့ကိုပြန်တန်းတဲ့လေကြောင်းခရီးစဉ်သုံးခုကိုအင်္ဂါနေ့နဲ့ပုတ်တုံးနေ့တို့မှာဖြတ်သိမ်းခဲ့ပါတယ်။ China Airlines ကအခြေအနေတွေကိုဆက်လက်ဆောင်ကြည့်အကဲခတ်နေပြီးဒီကြောင့်ခီးစင်တွေကိုလိုအပ်တယ်လို့ပြောင်းလဲချိန်ညှိသွားမယ်လို့ပြောဆိုထားပါတယ်။ဥရောပနဲ့အသွားပြန်ပြန်တန်းနေတဲ့လေကြောင်းလိုင်းခီးစင်တွေကိုလင်းရင်အဖွဲသားတွေနဲ့ခီးသည်တွေရဲ့လုံခြုံရေးအတွက်အန္တရာယ်ရှိလေပိုင်နက်တွေကိုရှောင်ရှားပြန်တန်းနိုင်မှုအမှန်တကယ်အခြေအနေတွေပေါ်မှာအခြေခံကပြင်ဆင်ချိန်ညှိမှုတွေပြုလုပ်သွားမယ်လို့ EVA Air ကလည်းပြောဆိုထားပါတယ်။ ဗီယန်နာကဘန်ကောက်ကိုပြန်တန်းနေတဲ့ခီးစဉ်ကိုအော်စတြေးလျမြို့တော်ဗီယန်နာကိုလှည့်ပြန်มาဖြစ်ပြီးတိုင်ပေကနေမီလန်ကိုပြန်တန်းနေတဲ့ခီးစဉ်ကိုလင်းရစီဖြစ်ဖို့ဗီယန်နာကိုလေချောင်းပြောင်းလဲပြန်တန်းသွားมาဖြစ်ကအဲဒီနောက်အီတလီမြို့မီလန်ကိုဆက်လက်ပြန်တန်းသွားမယ်လို့လေချောင်းလိုင်းကြီးညာချက်ကဖော်ပြထားပါတယ်အိန္ဒိယနိုင်ငံလေးချောင်းလိုင်းအီရိုဖလော့ကလည်းအိန္ဒိယထိုင်းနိုင်ငံတရီလင်္ကာနိုင်ငံမော်ဒိုင်းဆေးရှယ်ဖ်တို့ကို မော်စကိုကနေပြန်တက်နေတဲ့လေကြောင်းခေစင်တွေကိုလမ်းကြောင်းတွေပြန်လည်ပြုပြင်ရေးဆွဲသွားမယ်လို့ပြောပါတယ်။ပါကစ္စတန်ဒီပိုင်းနက်ကိုရှောင်ရှားနိုင်မှုအတွက်စင်ကာပူနိုင်ငံကသူ့ရဲ့ခေစင်တွေကိုပြန်လည်ပြင်ဆင်ရေးဆွဲနေပြီဖြစ်တယ်လို့စင်ကာပူလေကြောင်းလိုင်းကလည်းပြောထားပါတယ်။ ကွာလာလမ်ပူကနေလန်ဒန်လေးစိတ်နဲ့ပဲရစ်လေးစိတ်တွေကိုပြန်တန်းနေတဲ့ခရီးစဉ်နှစ်ခုကိုလမ်းကြောင်းပြောင်းလဲပြီးဖြစ်တယ်လို့မလေးရှားလေးကြောင်းလိုင်းကလည်းပြောဆိုထားပါတယ်။ဒီခရီးစဉ်တွေကခရီးဆုံးကိုဆက်လက်မထွက်ခွာမီဒိုဟာမှာရနာခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံအမရစာမြို့နယ်အသွားပြန်ပြုလုပ်နေတဲ့ခရီးစဉ်အလုံးကိုမေလာ9ရက်နေ့ထိဆိုင်းငံ့ထားကြောင်းလေးကြောင်းလိုင်းကကြေညာထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ကတော့ပါကစ္စတန်ဒီပိုင်းနက်ကိုရှောင်ရှားနိုင်မှုအတွက်ဥရောပနဲ့တောင်အရှကိုပြန်တန်းနေတဲ့ခရီးစဉ်တွေကိုဗုဒ္ဓုံးနဲ့မနက်9နာရီကစတင်ကပြင်ဆင်ပြောင်းလဲပြန်တန်းနေပြီဖြစ်ကြောင်း Thai Airways ကပြောဆိုထားပါတယ်။ခရီးစဉ်နောက်နေ့ကြံ့ကြာမှုတွေရှိနိုင်ကြောင်းလည်းသတိပေးထားပါတယ်။ဥရောပမျိုးကြီးတွေကိုပြန်တန်းနေတဲ့ခရီးစဉ်အနည်းဆုံး၈ခုထိခိုက်နိုင်ပြီးဘန်ကောက်ကနေအစ္စလာမဘတ်ကိုပြန်တန်းမဲ့ခရီးစဉ်နဲ့ဗုဒ္ဓုံးနဲ့မှပြန်လာမဲ့အပြန်ခရီးစဉ်ကိုဖြတ်တန်းနိုင်ကြောင်းလည်းကြေညာထားပါတယ်။ ပြည်ထောင်နိုင်ငံကတော့နောက်ထပ်ကြီးညာချက်မထုတ်ပြန်မချင်းပါကစ္စတန်လေပိုင်နက်ကနေဖြတ်ကျော်ပြန်တန်းခြင်းကိုသူတို့လေယာဉ်တွေကရှောင်ရှားသွားမှာဖြစ်ကြောင်း Air France ကကြီးညာထားပါတယ်။ Daily ဘန်ကောက်နဲ့ Ho Chi Minh မြို့တွေကိုပြန်တမ်းမဲ့ခီးစင်တွေပြန်တမ်းချိန်ပုံမူကြမျက်နှာကြောင်းနဲ့တရိပ်ပေးထားပါတယ်။တရိပ်လက်ကနိုင်ငံကတော့သူ့လေကြောင်းလိုင်းခီးစင်တွေထိခိုက်မှုမရှိကြောင်းနဲ့ပါကစ္စတန်လာဟိုးနဲ့ Karachi မြို့တွေကိုတပတ်ကို၄ချိန်ပြတ်တမ်းနေတဲ့ခီးစင်တွေလည်းအပြောင်းလဲမရှိကြောင်းတရိပ်လက်က Airline ကပြောဆိုထားပါတယ်ရှင်။ လူ့သောမီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။